ကိုရောင်ပစ်တီးတဲ့ကသွေးလေးလေးနဲ့စစ်သားရှိရာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကမှာတော့2020ခုနှစ်ကထွက်ရှိခဲ့တဲ့ The 800ဆိုတဲ့ War Action ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းကတော့စစ်ဖြစ်ထားတာကြောင့်ပြာကျလူနီးပြားရှာဟိုင်းမြို့ကိုရောက်လာခဲ့ကြတဲ့တရုတ်ဒေါ်လာရင်းတပ်သားတွေနဲ့စတင်ထားပါတယ်ဒီလိုနဲ့စစ်သားတွေဒါချန်မြို့ကိုရောက်ချိန်မှာတော့သူတို့တပ်တွေကလူတွေရဲ့အလောင်းတွေကိုမတွေ့ခဲ့ရပဲကင်းတောက်တပ်သားတယောက်ကသာချက်ရှုံးသွားတဲ့ရဲဘော်တွေရဲ့အလောင်းတွေကိုဂျပန်တွေမီးရှို့နေတဲ့မြင်ကွင်းကိုသာမြင်ခဲ့ရပါတယ် ကန်ဆိုးစွာပဲအဲ့ဒီကင်းနောက်တပ်သားကိုဂျပန်နေမြေသွားခဲ့ပြီးတော့တိုက်ပွဲပြန်ဆားခဲ့ပါတယ်။အဲ့ဒီချိန်တွန်ဝူနဲ့တူဦးလေးတို့ဟာနမ်ဘော်ကိုကိုကလေးငြိမ်နေတဲ့ရှောင်းဦးဘေးဆိုတဲ့ကလေးကိုဂျပန်နေတွေ့သွားမှာဆိုလို့အတူတူဆွဲခေါ်လာခဲ့ပြီးတော့အစာအုပ်တစ်ခုထဲမှာဝင်ပုန်းနေခဲ့ကြပါတယ်။ဂျပန်နေက1938ခုနှစ်ဇူလိုင်လမှာတရုတ်နိုင်ငံမြောက်ပိုင်းကိုကျူးကျော်ခဲ့ကြပါတယ်။ဂျပန်ဒီပေါင်းစည်းရေးအတွက်ဆွေးနွေးနေကြချိန်မှာတော့ရှန်ဟိုင်းမြို့နဲ့ပေကျင်းမြို့ကြာရှုံးမှုတွေကြောင့်ပြည်ုပ်စစ်သားတွေဟာအနောက်ဘက်ကိုခိစက်ခဲ့ရပါတယ် တပတ်မှာစပေးတင်နေတဲ့မျိုးကစပေးတင်တဲ့ထဲရောက်နေပြီးတပြေးတွေနဲ့အတူရှိနေတဲ့စစ်သားတွေနဲ့အခြားတစ်ဘက်ကစီဟန်ကိုတောင်တဲရောက်နေတဲ့ Shine NRA စစ်သားတွေဆိုပြီးနှမျိုးရှိနေခဲ့ပါတယ်။စပြစ်နေရတဲ့ကြားတဲ့တပြေးတွေကကျုပ်ကိုမကင်နဲ့လုံနေလို့စစ်သားတွေလည်းကောင်းရှုံနေခဲ့ကြရပါတယ်။တပြေးအုပ်စုတွေကကျူးစုတဲ့ကောင်လေးကသူတို့ကိုတတ်တာတတ်လိုက်ပါတော့ဆိုပြီးထားပြောတဲ့အခါမှာတော့ဘုံမိုးရှိကအပြင်မှာသာအတာနေကြဆန်းလို့ပြန်ပြောလိုက်ပါတယ်။အဲဒီချိန်မှာဒေါင်ကရှိကိုကျူးတို့အုပ်စုဟာတပြေးတွေမဟုတ်ကြောင်းနဲ့ သူတို့ကိုဟန်ပိုင်ကလွတ်လိုက်တယ်ဆိုတာကိုဝင်ပြောပြပါတယ်။အဲဒီချိန်ကိုရောင်းရဲ့ပြင်မာတော့စေဘေးဒုက္ခဒေရီယာဖီဒိန်စစ်သားတွေရှိနေတဲ့နေရာကိုရောက်လာပြီးတော့အကူအညီတွေလာတောင်းနေကြပါတယ်။စကားဆာမှာတွေ့ခဲ့ရတဲ့ကောင်လေးရဲ့ဦးလေးဟာလည်းဒီမှာပါလာပြီးတော့အကူအညီတောင်းတဲ့အခါမှာသူရဲ့စစ်ဝတ်စုံကြောင့်ခံထုတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့သူဟာတာမန်လေသမားတစ်ယောက်ပါပဲလို့ရှင်းပြခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူး။တစ်ဖက်ကကိုရောင်မှာတော့စစ်သားတွေဟာချောင်းတစ်ဖက်မှာရှိနေတဲ့ဟိုဘေးရက်ကွက်ကဆူရောမာလေးအီဘာတချင်းဆိုတာကိုနားထောင်နေခဲ့ကြပါတယ်။ ။ဗိုလ်မှူးရှိကလည်းဟူပေကို သူ့ကိုယ်တွင်နဲ့အတူစက်တိုက်လို့ရပြီဆိုပြီးတော့စစ်သားတယောက်ပြည့်လက်ခံလိုက်ပါရယ်။ကြီးရွေးဆိုတဲ့ဘူပေနဲ့အတူပါလာတဲ့တပ်သားတယောက်ကလည်းဟူပေကိုကျူးဆိုခဲ့ပါရယ်။ကိုရောင်မှာရှိနေတဲ့တပ်ပြေးတွေကလည်းကိုရောင်ကနေထွက်ဖို့ပေါက်ရှာကြတဲ့အချိန်မှာတော့မြင်းဆောင်ကိုရောက်တဲ့လမ်းကို တွေ့သွားကြပြီးမြင်းတကောင်မှရှာခွေသွားခဲ့ကြပါရယ်။ဒါမဲ့သူတို့တကားဖွင့်ပေးလိုက်တာနဲ့မြင်းကကြောက်အားလန်အားဖြစ်ပြီးတော့ကိုရောင်နဲ့ပြေးတာကြောင့်ကြည်ရွေးလဲစသားတွေလက်မလုံခင်မြင်းကိုဆွဲထိန်လိုက်ရပါတယ်။ပြီးတဲ့စသားတွေစကန်းချရာနေရာမှာတော့ဆေးဘေးဒုက္ခတွေပြည့်နေခဲ့ပြီ မုတ်ထွက်စားတဲ့ professor ကျန်းဟာဒုက္ခတွေတွေပြည်နေတဲ့စားတော့ဆိုင်တွေကိုကြည့်ပြီးတော့ပြန်လှည့်လာခဲ့လိုက်ပါတယ်။အဲအချိန်မှာပဲစစ်တပ်ကဂျကာတစီရောက်လာခဲ့ပြီးအဲဒီကားပေါ်ကရန်ဝေမင်းဆိုတဲ့အမျိုးသမီးလေးကဒုက္ခတွေကိုစစ်ပစ္စည်းတွေလာဝေပေးခဲ့ပါတယ်။တိုက်ပွဲကတော့ချောင်းတစ်ချောင်းဖြစ်နေသေးပါပဲ။တစ်ဖက်ကန်းကဂျပန်တပ်တွေရဲ့အော်ရဲကွန်ပျူနေတန်တွေကို professor ကျန်းတယောက်ကြားလိုက်ရပြီးတော့ telescope နဲ့ကြည့်တဲ့အခါမှာတော့တစ်ဖက်ကန်းကနေကြည်တက်လာနေတဲ့ဂျပန်စစ်သားတွေကိုတွေ့ခဲ့ရပါတယ်။ အားလုံးဟာတရုတ်စစ်သားတွေလက်နက်ချသွားပြီလို့ထင်နေခဲ့ကြပေမဲ့လည်းတရုတ်စစ်သားတွေပြန်ပစ်လာကြတဲ့အတွက်ဂျပန်စစ်သားတွေလည်းနုံနုံကြကြဖြစ်လာပါတော့တယ်။ကိုရောင်ကစပြေးတွေကတော့အတန်တွေကြောင့်ပုံနေခဲ့ကြပြီးခဏကြာတော့ဂျပန်စစ်သားတွေကိုရောင်ကိုဝင်တိုက်ဖို့ရောက်လာတဲ့အချိန်မှာကိုရောင်တွေကတရုတ်စစ်သားတွေရဲ့ဂျုံကိုတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒီတစ်ခေါက်တိုက်ပွဲမှာတော့တရုတ်စစ်သားတွေနိုင်သွားခဲ့ပြီးတော့ကျူးကတော့ဂျပန်စစ်သားတွေရဲ့အလောင်းတွေမီရှိုကိုအသက်ငင်နေတဲ့လူတွေအကုန်လုံးကိုစီဝိန်ချုပ်ဖို့နဲ့ပါလာတဲ့ပစ္စည်းတွေအကုန်ယူလိုက်ဖို့စပြေးတွေကိုစီကိုင်းခဲ့ပါတယ်။ တဖက်မှာမစ္စတာဖန်ဆိုသူကလည်း NRA နဲ့ပတ်သက်သမျှသတင်းတွေကိုဂျပန်ဘီရင်တက်မတော်ကပုံမှု ISOC ကိုလာပြီးတော့သတင်းပို့နေခဲ့ပါတယ်။ပုံမှုကဖန်ကိုကျေးဇူးတင်ပါတယ်ဘာညာပြောလိုက်ပြီးတော့သူ့ရဲ့လူတွေကိုတော့နောက်တစ်ပွဲတိုက်ဖို့ပြင်ထားတော့ဆိုပြီးတော့မိန်ပေးလိုက်ပါတယ်။တဖက်မှာတော့ကိုရောင်ကစစ်သားတွေအလောင်းရှင်းနေကြခြင်းတဖက်ကဂျပန်စစ်သားတွေရဲ့လက်နက်ချတာကိုတောင်းဆိုတဲ့သတင်းစကားကိုရခဲ့ပြီးအကယ်၍တောင်းဆိုချက်ကိုညင်းပြီးတော့ဆက်တိုက်မယ်ဆိုရင်တော့ဖန်ထားတဲ့စစ်သားတွေကိုရှင်းပြလိုက်မယ်လို့ပြောလာခဲ့ပါတယ်။ ဂျပန်နေဖမ်းထားတဲ့အဲမှာဒွန်နဲ့ဟူပေရဲ့ဦးလေးဖြစ်သူလည်းပါနေပြီဦးလေးဖြစ်သူကသူ့တို့ကိုကာကွယ်ဖို့နဲ့ဘေးမတီရံမခပဲနဲ့အိမ်ပြန်ပို့ပေးဖို့အတွက်အဖမ်းခံရတဲ့အဲအော်ပြောနေခဲ့ပါတယ်သူကတော့စပီးရီကိုအမြဲပုန်းရှောင်နေရကြောက်နေရတဲ့ဘဝနဲ့ဆက်ပြီးတော့ရှင်သန်မနေတော့ပဲနဲ့ဖမ်းထားတဲ့ဂျပန်တွေကိုတပ်ပစ်ဆန်းပါလို့စီယုံနေခဲ့ပါတယ်တစက်တည်းမှာပဲဂျပန်စစ်သားတွေရဲ့အသက်လားမင်းရဲ့အသက်ကိုရွေးမလားဆိုပြီးတော့ ာဘကက်ဆိုတဲ့စပြေးနောက်စီနာဂန်းနဲ့ကတ်ချိန်ပြီးတော့အရင်ရွေးခန်းလိုက်တဲ့အခါမှာတော့ဒေမာကြောက်တဲ့အာဘကက်လည်းသူတို့ဖမ်းထားတဲ့ဂျပန်ပြည်တဲကတယောက်ကိုတတ်လိုက်ဖို့ပဲရွေးလိုက်ပါတယ်။ဂျူးကတိုင်းဆိုတဲ့နောက်တယောက်ကိုတွေ့ပြက်ခိုင်းလိုက်ပေမဲ့လည်းတယောက်မှမထီသွားတာကြောင့်ဂျူးရဲ့စကားတွေအောက်အာယုံနောက်လာတဲ့စပြေးတဲကဘဲတွေကကျန်းတဲ့ထဲကဂျပန်နှစ်ယောက်ကိုတတ်ပြစ်လိုက်ပါတော့တယ်။တော်လည်းပြစ်မယ်ဆိုပြီးမောင်းချိန်ပြီးကမှမပြေဖြစ်နေတာကြောင့်ကျူးကသူကိုယ်တိုင်ဘေးနားသွားပြီးတော့ပြစ်ခန်းလိုက်ပါတယ် အဲ့ဒါကိုတုံကညင်းနေတာကြောင့်နည်းနည်းရှိန်သွောင်းအောင်ဆိုပြီးတော့နောက်စိတ်နာကိုဂန်တီလိုက်ရပြန်ပါတယ်။အဲ့ဒါတော့လွယ်သူစိုးနေသေးလို့ကြံရံဆိုတဲ့လူကအတွန်းကိုဂျပန်ရှိတဲ့တဲ့ကိုခေါ်သွားပြီးတော့ဦးနောက်တဲ့ကြည်ထက်ပေးလိုက်ပါတယ်။ကြံရံဆိုတဲ့ဘဲအခုလိုလောရတဲ့အကြောင်းရင်းကတော့ဂရန်နဲ့ဟူပေရဲ့ဦးလေးဟာအတက်ခံလိုက်ရပြီမို့လို့ပဲဖြစ်ပါတယ်။ကျောင်းသားချို့ဟာဗီဒင်းစသားတွေစကန်းချရာကနေအခြားတစ်ဖက်ကိုထွက်ပြေးနေကြပါတယ်။ဒါမဲ့ဂိတ်ကနေဖြတ်ပြီးတိတ်ဝဲဝဲမရောက်ခင်မှာပဲဖမ်းခံလိုက်ရပြန်ပါတယ်။ ိုရောင်ရဲ့တပတ်ကန်ကစာအုပ်ရဲ့ဒုတိယထပ်မှာလဲပျော်မြို့နေကြတဲ့လူတစုကကိုရောင်အိုကြီးကိုဓာတ်ပုံတွေပါရရက်ပြီးတော့ဒီကိုရောင်ကြီးနာမည်ကြီးလာအောင်မယ်ဆိုပြီးတော့ပြောနေကြပါတယ်။အဲဒီညမှာတော့အဘာကန်နဲ့တခြားတယောက်တို့ကိုရောင်ကနေထွက်ပြေးဖို့ကြိုးစားကြပါတယ်။ရေတူးမြောင်းကနေထွက်ပြေးကြရင်နဲ့သူတို့လိုပဲဒီလမ်းကိုတုံးနေကြတဲ့ဂျပန်စစ်သားတွေကိုတွေ့လိုက်ရတာကြောင့်အ мян ရင်ငုတ်ပြီးတော့ပုံလိုက်ရပါတယ်။အရေးချေကြည့်ပြီးတော့ပြန်ပေါ်လာချိန်မှာတော့သူတို့နဲ့တူပါလာတဲ့သူကပြန်ပေါ်မလာတော့ပါဘူး။ဒီလိုနဲ့ဒိုနဲ့အဘာကလည်းအလောင်းကိုထားခဲ့လိုက်ရပြီးတော့ဆက်ပြေးဖို့လုပ်ကြရပါတယ်။ နှုတ်ဖို့ဆဲဆဲမှာပဲကလေးစိုးလေးတွန်တယောက်ညီဖြစ်သူဟူပေကိုပါသူနဲ့လိုက်ခဲ့ဖို့អော်ပြောနေတာကြောင့်အဘာကလည်းပါဇက်ကိုပိတ်လိုက်ရပါတယ်။ဒါမဲ့သူ့အော်တန်းကြောင့်တရုတ်စစ်သားတွေရောဂျပန်စစ်သားတွေပါရိုးရိုးတဲတဲဖြစ်ကုန်ပြီးတော့နောက်ထပ်စစ်ပွဲတစ်ခုစကြပါတယ်။စစ်သားတွေကလည်းပြေဒုက္ခသည်တွေကလည်းမျောလင်းကြလေကိုစီနဲ့ခေလုံရများရမလားလို့ပြေးလွှားနေကြရပြီးတော့တချို့ကလည်းဂျပန်စစ်သားတွေတစိမ့်စိမ့်တိုက်ပွဲကြနေတာကိုကြည့်ပြီးတော့ကြည်ကျူးနေကြပါတယ်။ဒွန်နဲ့အဘာကတို့ချောင်းတစ်ဖက်ကိုစက်ကူးဖို့လှုပ်ကြချိန်မှာတော့ တွန်ကဒုက္ခတွေရရဲ့သူတို့ကိုသူရဲကောင်းတွေလို့ခေါ်တန်ကြားချိန်မှာတော့နောက်ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အားလုံးပြီးမှဗီဒိန်စတားတွေလည်းကြောက်လာပြီးတော့မလုံနဲ့လှုပ်ရင်ပြစ်မယ်ဆိုပြီးတော့လာပြောကြပါတော့တယ်။လုံချင်ရလို့ဖြစ်ချင်ဖြစ်ပြီးမှပြန်လာကြတဲ့တွန်နဲ့အဘာကတ်တို့နှစ်ယောက်အခုချိန်မှာတော့ကျူးစုကိုခံနေရပါပြီ။ကျူးကတွန်အဘာကတ်တိုင်းနဲ့ကွန်တို့ကိုရှည်ရန်ခံစစ်မှနေဆိုပြီးတော့အမိန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ရန်သူချင်းတွေကြီးဖို့အတွက်ခွိုင်းကစားထွက်ရပါတယ်။ နောက်တော့ပြန်လာပြီးဂျပန်နေရာသူတို့နဲ့အရန်နေပြီးတေချာချိန်ထားတယ်ဆိုတာကိုပြန်ပြောပြပါရစေ။နောက်တော့သူနဲ့တူနောက်တစ်ယောက်စုစုပေါင်း၂ယောက်ပဲထွက်တိုက်လို့ရနိုင်မယ်ဆိုတာကိုလည်းပြောပြီးတော့အငယ်ဆုံးကောင်လေးအတွက်ကိုဝင်မပါဖို့ပြောလိုက်ပါရစေ။အဲဒီမှာအာဘကန်နဲ့တိုင်းတို့၂ယောက်တည်းကတယောက်ကလိုက်ရတော့မှမို့ကောင်းမန်းလန်ကြပါရစေ။တိုင်းကိုကြာသွားတဲ့အခါမှာတော့တိုင်းကမယုံနိုင်ဘဲနဲ့အာဘကတ်လက်ထဲကအကျွေးစီကိုယူကြည့်လိုက်တဲ့အခါမှာတော့အကျွေးစီရဲ့နံပါတ်စလုံးကပုံတွေဖြစ်နေတာသိသွားပြီးတော့အာဘကတ်ကိုပြီးကျွေးပါတော့တယ်။ ကိုကြီးရရန်ပြစ်နေကြတာမြင်ပြီးတော့စိတ်မရှိတော့တဲ့ညီလေးတွန်တယောက်သူ့ပဲ꽌နဲ့ပါသွားပါတယ်။တဖက်မှာလည်းမစ္စတာဖန်ကနိုင်ငံတကာစာနယ်ဇင်းရှင်းလင်းရေးနဲ့တွေ့ပြီးတော့စီအန်ကိုတော်ကနောက်၃နာရီတွင်ဂျပန်နေတိမ့်တော့မယ်ဆိုပြီးတော့သတင်းလွှင့်နေခဲ့ပါတယ်။တဖက်ကလူတွေကလည်းသတင်းတွေအတွက်တန်းတဲ့ငွေပေးပြီးတော့ဒီသတင်းဟုတ်မဟုတ်အတွက်ဘလောက်လောင်းရဲလဲဆိုပြီးတော့ပြန်မင်းနေကြပါတယ်။အဲ့ဒါကိုမူရမယာများနေတဲ့မစ္စတာဖန်လည်းမလောင်းတော့ပါဘူးဆိုပြီးတော့ပြန်လာခဲ့လိုက်ရပါတယ်။ဂျပန်စစ်သားတွေကကိုတော်ကိုတိမ့်ဖို့အတွက်ကြိုပြီးတော့ပြင်ဆင်ထားကြပါတယ်။ သူတို့ရဲ့မလမ်းမကမ်းမှာလည်းပွဲကြည့်ဖို့ဖြာခင်းနေကြတဲ့စည်ရေးဌာနကလူတွေရှိနေသလိုကိုဘင်းနဲ့ကြည်ရွေးကလည်းနိုင်ငံတကူနောက်ကနေချောင်းကြည့်ဖို့ပြင်နေကြပါတယ်။အဲ့ဒီချိန်မှာ Green Car တစ်စီးကလည်း ground ကိုဖြစ်စည်းဖို့လာနေပါပြီ။တရုတ်စစ်သားတွေကလက်ပစ်ပုံးစား gas ဘုံးတွေ gas can တွေကိုတုံးဖို့စီစဉ်ထားကြပြီးတော့တကယ်တမ်းပြစ်ခတ်အစချိန်မှာတော့တရုတ်စစ်သားတွေဟာရုန်းကန်နေကြရပါတယ်။ပြေးလိုက်မိလိုက်ဖြစ်နေတဲ့ចောင်းသားလေး၃ယောက်ကလည်းဒီတကာတော့တကယ်လွတ်လာပြီးတော့သူတို့နဲ့အတူဝင်တိုက်မယ်လို့ဆိုပါတယ်။ ဒါမဲ့လက်နဲ့လက်တဲမရောက်ခင်မှာပဲမနေ့အသက်ရှင်အောင်ပြေးနေရပြီးတော့တယောက်စိုးဘုံပေါပြီးတော့တိုက်ပွဲကြာသွားပါတယ်။တယောက်ကလည်း brain ပေါအနာကနေကြောက်ကြောက်နဲ့အခြေအနေကြည့်ချိန်ပြစ်ခံရပြီးတော့ကြာသွားပြန်ပါတယ်။ဘူဘေလဲကိုတော်ကနေလွတ်သွားတဲ့မြင်းမြူကိုတွေးလိုက်ရတာကြောင့်ဘေးကနေတပြစ်တောက်တော့ပြောနေတဲ့ကြည်ရွေးကိုပြောပြလိုက်ပါတယ်။ဘူဘေစကားကြောင့်ကြည်ရွေးလဲ brain ပေါအပြင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ level ကိုကြည်တော့ဝင်ပြီးတော့ကြာသွားပါတော့တယ်။ဂျပန်စတားတွေကလည်းကိုတော်ကိုဖောက်ခွဲဖို့အတွက်ဖောက်ဝင်ဖို့လုပ်နေပြီးတော့တပတ်ကရှီရှင်းဆိုတဲ့ကောင်လေးကလည်းဂျပန်ဒေတာနိုင်သွားရင် သူတို့တော့လစ်ပြီးဆိုပြီးတော့ပြောနေပါတယ်ဒီလိုနဲ့သူအားဖောက်ခွဲပစ္စည်းတွေကိုသူနဲ့အတူယူသွားပြီးတော့ဂျပန်နေရှိနေတဲ့နေရာလေတက်တက်ကိုသွားကကိုကိုကိုစတိခံလိုက်ပါတယ်အခြားစတားတွေကလည်းကောင်လေးရဲ့တက်တီကိုနမူနာယူပြီးတော့သူတို့ကိုယ်တိုင်လည်းထူးချွန်တဲ့လုပ်ရက်ကိုလုပ်ကြပါတော့တယ်တပတ်ကန်းကလူတွေကလည်းတစားစီပောက်ကွဲနေတဲ့လူကျွမ်းညာနေကိုရောင်ပေါ်ကခုံစင်းလာကြတဲ့လူတွေကိုကြည်င်းနဲ့ယူကျုံမရဖြစ်နေကြပါတယ်စတားတချို့နဲ့စေနာဝန်ထမ်းတွေကလည်းနာဇီလန်ကိုချုံကေဘယ်ကျိုးအခွေကိုကင်ပြီးတော့တရားတစ်ဖက်ကိုကူးဖြတ်ဖို့လုပ်နေကြပါတယ် သူတို့ကင်လာတဲ့ကေဘယ်ဂျိုးတွေဟာပိုလန်ဂျိုးတွေဖြစ်ပြီးတော့သူတို့တစ်ဖက်ကမရောက်ခင်မှာပဲဂျပန်စနိုက်ပါသမားတွေရဲ့ကြီးစံတွေအောက်မှာအသက်ပေးလိုက်ရပြန်ပါတယ်။ဒီကိစ္စတွေကိုမြင်ပြီးမှတော့ဒုက္ခတဲ့တချို့ကလည်းကေဘယ်ဂျိုးတွေကိုတဲပြီးတော့တံတားကိုဖျက်ကာတစ်ဖက်ကကူးဖို့အတွက်ကူးမယ်ဆိုပြီးတော့စရင်တင်လျှောက်ကြပါတယ်။အပြန်လန်အနေနဲ့ကတော့သူတို့ရဲ့မိသားစုတွေအတွက်ငွေကြေးထောက်ပံ့ဖို့ပဲဖြစ်ပါတယ်။ကာစီနိုဝိုင်းတစ်ခုကဝန်ထမ်းတစ်ယောက်ဖြစ်တဲ့တောင်စီဆိုသူကလည်းကူးပေးဖို့ဆုံးဖြတ်ပြီးတော့ကေဘယ်ဂျိုးကိုယူကာတစ်ဖက်ကကကိုရောင်စီကိုပြေးပါတော့တယ်။ ခန္ဓာကိုယ်မှာဝင်နေတဲ့ကြည်စံတွေနဲ့စီးကြနေတဲ့သွေးဆက်တွေကိုအမေကကေဘက်ကိုစစ်သားတွေစီကိုရောက်အောင်ယူလာပေးနိုင်ခဲ့ပါတယ်။စစ်သားတွေကသူ့ကိုဘုံတော်လို့ပြောနေတာတောင်မှကိုကိုကိုအသေးခံပြီးတော့ရောက်အောင်ပြစ်ပေးခဲ့ပါတယ်။သူ့ရဲ့လုပ်ရက်ကအောင်မြင်သွားတယ်ဆိုပေမဲ့လည်းဂျပန်စနိုက်ပါရဲ့ဂုံးတက်တက်ကိုပြစ်တဲ့အမှုကြောင့်တိုက်ပွဲချသွားရပြန်ပါတယ်။စင်ဝမ်းဆိုသူစေနာဝန်ထမ်းတအူးလည်းဖြစ်ဂျာနယ်လည်းအမျိုးသမီးတအူးလည်းဖြစ်တဲ့အမျိုးသမီးဟာစစ်သားတွေကိုမှတ်တမ်းတင်နေပါတယ်။ ကိုရောင်ကိုသုံးရက်လုံးလုံးမကြောက်အောင်ကာကွယ်ပေးနေတဲ့စစ်သားတွေကိုလည်းကြီးကျူးနေပြီးတော့ဗိုလ်မှူးရှိကိုလည်းဒီမှာရှိနေတာစုစုပေါင်းပဲနှစ်ယောက်လဲလို့မေးလိုက်ပါတယ်။ဟိုဘက်ကအယောက်420လို့ဖြေလိုက်ပေမဲ့လည်းဗိုလ်မှူးရှိကတော့အယောက်800ဆိုပြီးတော့ပြန်ပြင်ပြောပေးခဲ့ပါတယ်။တပက်ကအဘကက်ကလည်းစစ်သားတွေကိုစီယုံပြီးတော့ထွက်ပြေးဖို့လုပ်နေခြင်းဒေါငါသူ့ကိုတနက်နဲ့ချင်းပြီးတော့ပြေးရင်တက်ပြစ်မယ်လို့ချင်းချောလိုက်ပါတယ်။အဲဒီမှာအဘကက်ကလည်းသူ့မှာလက်ချောင်းတွေမရှိတော့တာမို့တနက်လည်းမကန်နိုင်တော့ဘဲနဲ့ဘသူ့ကိုမှတန်းနိုင်မှာမဟုတ်တော့တာကြောင့်သူ့ကိုလုပေးဖို့တောင်းဆိုလိုက်ပါတယ်။ သူကဒီမှာနေရတာအကြောင်းနေပြီးဖြစ်ပြီးတော့ကိုဝိုင်းမိသားစုလေးနဲ့အေးအေးချမ်းချမ်းလေးဖြတ်သန်းကျင်နေတာဖြစ်ပါတယ်။စသားတွေစိတ်ဓာတ်မြင့်တင်ရေးအတွက်လည်းစေတဝန်ထမ်းတွေကအလူကံမင်းတခုစားလုပ်ကြပါတယ်။လူတိုင်းကအစားအသောက်ကနေငွေကြေးပတ်စံလက်ဝက်ရတနာတွေလူဖို့ကိုတောင်လူကျင်တို့မလူကျင်တို့လုံနေကြပါတယ်။စစ်တာယောင်းကတော့လန်တခုလူလိုက်ပြီးတော့အဲ့ဒီလန်ကိုပေးဖို့အတွက်ဝမ်မင်ကတပကန်းကိုကူးလာပါတယ်။ဒွန်လဲဝမ်မင်ကိုလက်ကမ်းရင်းနဲ့ကြည်တဲ့တော့ဟာသူ့လက်ပင်ကိုရှက်တိသွားခဲ့ပါတယ်။ ကိုကိုကိုတည်တော့မယ်ထင်ပြီးကြောက်ဝါလန်အားဖြစ်နေတဲ့တွန်းကိုထင်ရင်ဗိုလ်မှူးရှိကဦးစီးချုပ်အမေရဒီကိုရောင်ကိုနောက်တဲ့နှစ်ရက်ကာကွယ်ပေးထားရမယ်လို့ပြောလာပါတယ်။မမင်းကိုလည်းသူမရဲရင်မှုအတွက်ကြီးကျူးလိုက်ပြီးတော့နောက်ရကြအလံကိုလွှင့်လိုက်ရင်ဂျပန်စစ်သားတွေရဲ့လက်ထဲအမုတ်ကြီးသွားလိမ့်မယ်လို့ပြောတဲ့အခါမှာတော့စစ်သားတွေကအလံကိုလွှင့်ပြီးတော့သူတို့လက်နဲ့မချအရုံးမပေးဘူးဆိုတာကိုဂျပန်နေသိအောင်လုပ်မယ်ဆိုပြီးတော့အဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။အဲဒီမှာဗိုလ်မှူးရှိကအကဲရင်မင်းတို့မှာမိသားစုကိုအမပါးစရာရှိရင်အခုရေးပြီးတော့ဟွာမင်းနဲ့အတူပြန်တက်ပေးလိုက်ဖို့ပြောလိုက်ပြီးတော့ ကျူကအကွက်ကိုသူတို့တပ်ပြေးဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ရွေးလိုက်ပြီးတော့အလန်လွင့်ရမှာခေါင်းဆောင်ဖို့ပြောလိုက်ပါတယ်။ဝမ်လဲလက်ခံပြီးနောက်နေ့မနက်မှာတော့စစ်သားစုစုပေါင်း345ယောက်ကျန်ပါတယ်။ဘုံမှုရှိကအားတက်မင်းကိုဩဘာကျွေနေတဲ့အချိန်အလန်ကိုတပြေးပြေးချင်းစီလွှတ်တင်လိုက်တဲ့အချိန်မှာတော့တဖက်ကန်းကလူတွေကလည်းတလွင့်လင့်တက်လာတဲ့အလန်ငယ်ကိုမြင်လိုက်ရပါတယ်။အချက်ပြတဲ့ကြက်ထွက်လာခဲ့ပါပြီ။ဂျပန်ဘက်ကအေဘိုင်ယန်လီယင်တစည်းရောက်ရှိလာပြီးတော့တရုတ်စစ်သားတွေလည်းသူတို့ရဲ့အစီအစဉ်စားဖို့ပြင်ကြပါတယ်။တိုက်ပွဲပြင်းထန်လာတာနဲ့ဒုက္ခသည်တွေကလည်းပြေးလွှာပုန်းကြပါတော့တယ်။ ကြည်စံနေကြလဲကြလူဆဲဆဲအလံကိုမလဲအောင်ကာကွယ်ရင်းနဲ့ပဲချွေးသွေးတွေတရွှဲရွှဲတိုက်နေကြပါတယ်။အလွန်ကြလားချိန်မှာတော့ကွမ်ကပြေးလာပြီးတော့အလံကိုပြန်လွှဲရင်းနဲ့ကျူးကလည်းသူ့ကိုလာကူပေးပါတယ်။တမမတော်ကလည်းလင်းပိုင်းလောက်ကိုပြင့်နေပေမဲ့ကတ်လွဲသွားခဲ့ပြီးလင်းလည်းပြန်လှည့်သွားပြီးအထင်နဲ့နောက်လည်ပြီးတော့ပျော်ပျော်ကြီးအော်နေချိန်မှာပဲသူ့ရဲ့ဘိုက်ထဲကိုကြည်တောင်းဝင်သွားခဲ့ပါတော့တယ်။ဘုံမှုရှိကအကောင်လေးနားနေပြီးနေရင်းနဲ့ပဲဒွန်တယောက်ဝင်သက်ထွက်သက်မဆုံးခင်မှာရှီကိုဟူဘေးကိုအိမ်ပြန်ပို့ပေးစီခြင်းကြောင့်ပြောသွားခဲ့ပါတယ်။ ပြောပြီးခဏမှပဲဒွန်လဲတိုက်ပွဲကြာသွားခဲ့ပြီးအဲဒီညနေမှာတော့တရုတ်စစ်သားတွေကစူချိုးချောင်းတစ်ဖက်ကန်းကလူတွေကိုအလေးပြုပြီးမှကိုရောင်ထဲပြန်ဝင်ခဲ့ကြပါတယ်တိုက်ပွဲစပြီးစလေးနာရီကြာမှာတော့ဘုံမိုးရှိနဲ့ဘုံမိုးအီဆာအိုတို့တွေ့ဆုံခဲ့ကြပြီးတော့တရုတ်စစ်သားတွေကိုဂျပန်ဘက်ကလက်နက်ကြီးနဲ့မထုခင်တတ်ဆုပ်ဖို့ပြောပါတယ်ဘုံမိုးအီဆာအိုကသူတာဝန်ကျတဲ့နေရာမပြောခင်သူတို့ကြားမှာဂုံရှိရှိနဲ့အားပြိုင်တဲ့တိုက်ပွဲမျိုးကိုလိုချင်နေပြီးတော့ဒီတိုက်ပွဲကလည်းသူတို့ရဲ့နောက်ဆုံးစီးရင်ထုပ်ပွဲဖြစ်မှာပါကော်မရှင်နာကလည်းဘုံမိုးရှိအတွက်စာရဆောင်နဲ့အတူရောက်လာပြီးတော့ အဲဒီစာထဲမှာတော့ဦးစီးကျိုးရဲ့ကိုတော်ကိုဗြိတိရှားတွေလက်ထဲထည့်ပေးလိုက်ဖို့အမိန့်စာပါနေခဲ့ပါတယ်။ကော်မရှင်နာနဲ့ရှီရိုးနှစ်ယောက်ထည့်ပေးတဲ့မတင်ကိုဆွေးနွေးကြပြီးတော့ကော်မရှင်နာကဒီပွဲရဲ့အဖြေကကြိုပြောလို့မရနိုင်တော့အသီးသာကြီးဖြစ်နေပြီဖြစ်ပြီးတော့သူတို့ကိုဘသူမှမကူညီခြင်းလို့ဒီလိုတွေဖြစ်လာတာဆိုပြီးတော့ပြောလာခဲ့ပါတယ်။ကော်မရှင်နာကအသက်ရှင်ကြတဲ့စစ်သားတွေကိုစာနာတဲ့အပြင်အမိန့်ကိုလက်ခံလိုက်ပါဆိုပြီးတော့စီယုံတဲ့အခါမှာတော့ရှီကလည်းသူ့လူတွေကိုတတ်ဆုတ်ကြဖို့အမိန့်ပေးလိုက်ပါတော့တယ်။ စစ်သားတချို့ထွက်ပြေးလို့လွယ်အောင်လို့တချို့ကဒီမှာနေခဲ့ပြီးတော့ဂျပန်တွေကိုအာရုံပြောင်းအောင်လုပ်ကြပါတယ်။နိုင်ရောက်ချိန်မှာတော့တရုတ်စစ်သားတွေကအသက်ရှင်နိုင်ကြပုံများတဲ့လူတွေကိုအယောက်၂၀စုစည်းပြီးတော့တံတားကိုအရင်ဖြတ်ကူးခံလိုက်ပါတယ်။အဲဒီအချိန်မှာကိုဖို့ပြင်နေတဲ့စစ်သားတွေကိုတပတ်ကန်းကနေအလေးပြုနေတဲ့ကလေးမလေးကိုလည်းတွေးလိုက်ရပြီးတော့ကိုရောင်တကားကိုဖွင့်ပေးလိုက်တဲ့အခြားစစ်သားတွေကိုလည်းတွေးရမှာဖြစ်ပါတယ်။ညလေရောက်ချိန်မှာတော့အချက်ပြမိတီကိုတွေးလိုက်ရပြီးဂျပန်စစ်သားတွေကလည်းလက်နဲ့အသင့်အကြည့်အသင့်ဖြစ်နေပြီဆိုတာကိုသိလိုက်ရပါတယ် စကားတွေစာပြေးပြီဆိုတာနဲ့ဂျပန်တွေကလည်းစာပြီးတော့ဖြစ်ပါတော့တယ်။ဗေဒက်တန်ယိုမြင်ကွင်းတွေကိုမြင်နေရတဲ့ professor ကြံလဲဒေါသဖြစ်လာပြီးတော့သူ့အိမ်ကဂန်းကိုယူကာဝင်ကူဖို့ပြင်ပါတော့တယ်။အဲဒီတော့အချက်ပြမိကြည့်တောင်ထွက်လာပြန်ပါပြီ။ဖြစ်ပျက်နေတာတွေကိုစာဆုံးမြင်နေရတဲ့ကာနယ်ရှိဟာလူတိုင်းကိုကယ်လို့မရနိုင်ဘူးဆိုတာနားလည်သွားပြီးတော့သူကိုယ်တိုင်လည်းကြည်တိသွားရပါတယ်။ နောက်ဆုံးဇာတိငန်းလေးမှာတော့တစ်ဖက်ကပြည်သူတွေဟာသူတို့ရဲ့သူရဲကောင်းစစ်တီတွေအတွက်လက်တွေကမ်းပေးနေရင်စစ်တီတွေကလည်းသွေးလင်းလိမ့်ထွေးရင်ပြေးရင်လွှာရင်တရားကိုစူးစမ်းဖြတ်ကူးနေရရင်းနဲ့ပဲစကားလေးလည်းပြည်ဆောင်သွားခဲ့ပါတယ်